အားလုံးပဲမင်္ဂလာပါတသိမ့်သိမ့်တော်အပိုင်း143တို့မြင်ဝန်းတစ်ခုတွင်ကျောင်းမွေဖွေရာတိတ်ဆိတ်ငြိမ်သက်လျက်ရှိလေသည်ထို့သောတောင်ဘက်ပိုင်းနှင့်မူမီးရီဆက်လောင်နေစေမီးကိုယ်လုံးကြီးတွေတလိမ့်လိမ့်တက်နေစေထို့စဉ်မိုးရီမစင်ပဲဘုံနေရွာချလာသည်မိုးချုံနံတွေဝုန်းနေကြထွက်လာသည် ရေငန်းနေသည့်ဆိုက်ကင်းတွေရုတ်တရက်နှူးထလာကြသည်ငါယူနေသည့်နေကြပန်းတွေလမ်းလာပြီးခေါင်းထောင်လာကြသည်ဖုံးနိုင်ခြင်းနဲ့ညစ်နှမ်းနေသည့်တစ်ပင်တွေတစ်ခဏအတွင်းဆင်းရောင်ဆူလာသည် ဖယဲခင်းများမှဖယဲသီးမဲများရင်းနှံသည်ငွေ့ပြက်နေသည်ရေဆောင်နေသောကဘာမြကြီးသည်အငွေ့တထောင်းထောင်းမြင်ပူနေလျက်ညနေပိုင်းရောက်တော့မြစ်တစ်ဖက်ကမှရန်သူကင်းများကိုလှမ်းမြင်ရပြန်သည်သူတို့ကယာရီစီတို့တောင်ကျောပေါ်မှဆင်းသွားနေကြသည်သူတို့နောက်တွင်ချီလင်တပ်သားတွေပါသွားသည်စစ်ကြောင်းတစ်ကြောင်းကဗီယင်ရှင်စကားဘက်သို့ထိုးလာပြီးစပစ်သည် နောက်ထပ်ဝိုင်းထားသည့်သုံးကြောင်းမှဝိုင်းပစ်သည်သူတို့စက်ကလေးအဖွဲ့ကဒွန်မြင့်ကမ်းဘက်မှကုတ်ဆက်တဲ့များစီတို့လည်းစပစ်သည် တဖြည်းဖြည်းနဲ့ရှိတဲ့နေတနတ်တန်တွေပိုဆေးလာပြီးအမြောက်တန်တွေပါကြာလာသည်တပုံတို့ဤကတော့ချင်းတွေဘက်ကတိတ်ဆိတ်နေစဉ်မြင်းတက်ကလည်းတတော်ရဲရင်တက်ဖြောက်ကအေးအေးလူလူအရိတ်ခုန်နေစဉ်စိမ့်စုကျေပြန်းလာသည့်အစင်းရောင်လင်မြင်းကြီးရဲ့ရင်ဟိုးဝေးမှစပြေးများဤတော်လာလို့ရှာမှုအဆက်ပြောက်ကလေးမှလွေရီပကတိတိတ်ဆိတ်လျက်ရှိသည်တက်နေကောင်တွေကသူတို့ကိုအဝေးကြီးမှလှမ်းပြသည်တုံမန်းတွေပြေးကြလာကြဘုံကြွေးချန်နဲ့ရေရုပ်တည်းဖြစ်သွားသည်ဗီယင်ရှင်းစကတဝိုက်တွင်ဘုံတန်အမြောက်တန်နှစ်ရက်ဆက်တိုင်စူညံနေသည် လူတွေပြင်းပြထက်ပဲအင်းရင်းအောင်ကပုံချင်းနေရင်ပုံနေကြသည်ညာခါရင်တော့အပြင်းထွက်ရကြသည်လမ်းနေလေဘုံဆံမြောက်ဆက်တင်ကြောင်းထောင်းထောင်းကြီးပေါက်ပြေးနေပြီတဖြည်းဖြည်းနဲ့တပုံကောင်းဆောင်တွေကတက်နေတို့ပြည်ရေကိုမြင်လာပြီမြေကိုဖြတ်ဖို့မြို့ကိုအောင်ပြန်ထုနေကြတာဖြစ်ရမည်သူတို့မြေကိုကိုစူးစမ်းရင်းစီးထုဖို့ကုရီနော့ကအမြောက်ဆန်နေကျို့ဖို့ဟာသည်ဂရုတင်မော်ရီလှီရီကိုအားလုံးတစ်ဖက်ကနေထိန်းထားပြီးအဆောင်နေထူထပ်စွာချဟာသည်ဂရီကိုကသူ့အထက်ပူချိုကြီးနဲ့အမြင်ချင်းမတူဖြစ်နေသည်အစည်းအဝေးတွင်သူကအပြင်းထန်တင်ပြသည ခမရိုးကမြေကိုသူတို့ဖြတ်နိုင်မယ်ထင်နေသလားမြေကန်းတစ်ဖူးကိုကြည့်လိုက်တစ်ပင်တစ်ပင်မှမရှိဘူးကပယံတွေကတောင်ကရုံးတွေလိုလေအဲ့လိုနေရာကဖြတ်ကူးလိုက်အားလုံးဆက်တနက်ဆံဖြစ်ကုန်မှာပေါ့ဘသူကအမိုက်ခံကူးမှလဲကူးချင်ရင်လေဟိုးအောက်ရေတွေပိုင်းကသွားကူးမှာပေါ့ဒါမှမဟုတ်ရေအောက်ချုံနေရှိရနေရာကသွားကူးမှာပေါ့အဲ့ဒီနေရာတွေမှာကင်းမုန်းဝေးရမှာဗီရင်ရှင်းစကောက်မသိမှုဆိုရင်ဘာလို့မဲပြီးပြစ်နေရလဲတယောက်ကဝင်ထောက်သည်သိချင်သူ့ကိုသွားမင်းဂရီကိုကဘူတော်ပြီးဆက်ပြောသည် တို့ဖြစ်တာ Vengeance ကတမျိုးရဲလားတလျှောက်လုံးကြီးစံဘောလို့ပြစ်လာတာမြို့ရီနဲလားတို့မှာက85တောင်းကူဒီနော့ကအော်ရည်သည်တတိယအမြောက်တက်မှုကဒေါသကြီးဝင်ပြောသည်အလေးနဲ့ပြောကြပါဗျာအရေးထဲမှာကူရီနော့ကခပတ်ကိုကစားနေဂရီကိုပြောတာမှန်နေမင်းတို့ဒရီကကြီးစံကိုဘုံဘောလို့သုံးပြကြလို့ငါတို့ခဲရဲမိကြအောင်စီးရင်တော့တာနောက်ဆုံးတွင်ဂရီကိုဒီများချက်ကိုလက်ခံပြီးတက်နေပြီးဖြတ်ကူးနိုင်ခြင်းရှိသည့်နေရာများတွင်ကင်းနေထူထပ်စွာချဟလိုက်ကြသည် ဂရီဂိုဤတင်ကူမှန်းဆကြတဲ့အတိုင်းပဲဗီယင်ရှင်စကားတဝိုက်မှာတက်နေလှုပ်ရှားမှုကြီးတညလုံးညင်နေသည်နောက်တနေ့တွင်ဂရိုမော့တစ်ဖက်ကန်တိုင်းတာဝန်ကျနေသည့်ကင်းစံမှုစီမှသတင်းရောင်းလာသည်မရင်မတက်နိုင်သောတိခွဲသားများမျက်စိတို့တင်ယူလာနေသည်ပြီးတော့လောဆဲတဲ့နေတူရိုက်တဲ့နေသူတို့ဘက်ကန်မှာတညလုံးကြားနေရသည်ပထမတော့သူတို့စိတ်ကန်းတစ်ခုအပြေလောဆောင်နေသည်ဟုသူတို့တွေ့လိုက်ကြသည်သို့မှမဟုတ်ရေပေါ်တရာထိုးနေကြလားဤတွင်တက်တီကဲကော့ဆက်နှစ်ယောက်ကိုခေါင်းတွင်ခြုံနေအုပ်ကရေစုံမြို့ပြီးလေးလာဖို့လှုပ်လိုက်သည် တရားထုတ်ဖို့လုပ်နေခြင်းမဟုတ်ကြောင်းသိခဲ့ရသည်ရေရဲတွင်ဘာမှမတွေ့ဒီတွင်ရလရချင်းဂရီယိုကမြင်းကိုပြေးတော့ပြင်းပြီးရန်သူလှုပ်ရှားပြစ်စင်နေသည့်နေရာသို့ပတ်လမ်းမှတကူတွေထွက်လာခဲ့သည်နှမိုင်မှာလင်းနီးကောင်ဖြစ်၍ကြည်ကွယ်မျက်ကွယ်မရှိအန်နီများလာ၏ထို့ကြောင့်နော်ဒေါ်လန်တို့ကိုရွေးကောဥတီယာပြောင်းလိုက်သည်မုံမခတော်တွေရောက်လာပြီးမကြမီတနက်တန်ကြီးကြားလိုက်သည်ဟိုက်သူတို့မြင်သွားပြီကိုကိုမောက်ချပြီးမြင်းလေးစနေကက်ကတနက်သမ ्या ဇက်ပူပြီးမြင်းကိုတအားပြေးခိုင်းသည် ရှေးမှာမမခပင်နေသူ့စီပြေးလာနေသည်နေမြင်းကြီးသည်တစ်ခါမှမပြေးဘူးသည့်အမြန်နှုန်းဖြင့်လေးပဲပြစ်ပြီးပြေးနေသည်ထိုစဉ်တွင်ရှစ်တတဲတောင်ကုန်းစီမှပေါက်ခွဲတန်ကြီးကြားလိုက်ရသည်ဂုံနီဝော်တွင်ဂရီကိုတင့်တင့်ခါတော်သည်ပြည်သည်နှင့်တနတ်တန်တွင်ဆက်တိုင်ထွက်လာသည် မြင်းကိုစကြိုတင်ပြီးသူ့တစ်ချက်တုံလိုက်သည်ဤတွင်ရှစ်တတဲမှပေါက်ခွဲခြင်းဖြစ်သည်မြင်းကြီးတင့်တင့်တုံသွားပြီးမြင်းရောလူဝါကျွံ့မြန်ကြသည်ဂရီကိုဘောင်းမိကွာကြောင့်ဆုတ်ပြစ်ထွက်တော်သည်မြခင်နှင့်ပါပြင်အပြီးဂရီကိုကြုံယုံထားသည် ခေါင်းနဲ့ထိုးကြခြင်းဖြစ်သဖြင့်မူးနောက်နေသည်မြင်းကြီးကရှေ့ကိုင်း20လောက်တွင်လဲကျနေသည်ခေါင်းပိုင်းကငြိမ်နေပြီးအမီးနဲ့နောက်ပိုင်းလှုပ်သည့်ဆိုယုံကလေးသာလှုပ်နိုင်တော့သည်စတနတ်တွေငြိမ်သွားသည်နှင့်တတော်လုံးကိုထိတ်ဆိတ်ခြင်းကလွှမ်းပြလိုက်သည်ဂျီယိုရဲမှာပင်ညင်းငက်ကလေးတစ်ကောင်ကသူ့ကိုသတိပေးနေသည်နှင့်မြင်းကြီးစီတို့ရိုင်ထိုးရိုင်ထိုးနှင့်ထထသွားပြီးဂုံးနီးကိုဖြုတ်ယူလိုက်သည်စတနတ်တန်တွေထက်ထွက်လာသည်သို့တော်ကြည်စံဖြတ်တော်တန်တွေမကြားရတော့သူတို့တခြားဘက်လှည့်ပြစ်နေပြီမျက်ခြေပြတ်သွားသည်သဘော နောက်တနားရီကျမှဂရုချင်းစီပြန်ရသည်ကင်းသမားရေဘော်ကသူ့ကိုစီပြီးတရင်ပို့သည်တူတန်လှော့တန်နေငြိမ်သွားပြီခမညာဘက်မှပြန်ဆောင်မယ်ထင်တယ်ကျွန်တော်တို့ကိုကြည့်ဖို့ပြောအောင်ဘူးကျုံတယောက်နှစ်တောင်စီပဲကျန်တော့ရင်အေးဒီညက်နေရောက်မှာပါသူဒီချောစောင့်ကြည့်နေနော်သူတို့ဘာတွေလုပ်နေကြလဲသိဖို့အရေးကြီးရင်တစ်ချက်ကလေးမှအလစ်မပေးနဲ့ဟုတ်ကဲ့ကျွန်တော်တို့ညလုံးစောင့်ကြည့်ပါရဲဘူးကျုံအပြိုတန်းရေကူးသမားတယောက်ရှာပြီးသူတို့ကိုအနီးကပ်တောထောက်တယ်မို့စိတ်ကူးနေပါရဲ့ခင်ဗျာ မင်းင်းကြမှာဘာလို့မလွတ်လဲလွတ်ပါရဲခင်ဗျာဒါပေမဲ့ဒါပေမဲ့တိတ်အနာမကက်ရကြဘူးရည်စည်းနဲ့မျောလိုက်သွားပြီခက်ဝဲဝဲကပဲလေးလာခဲ့ရတယ်ခုလေလူရှာနေတော့မယ်သွားရတဲ့ရင်ကုန်တမမတွေ့ဘူးဖြစ်နေဒုံမြေကန်းနဲ့ခိုင်ငါးဆက်လောက်အကွာမှာတက်ခွဲမှုကြီးကတော့ကြီးစီတော့သူ့လျှောက်သွားသည်ကတော့ချင်းတွေကိုကုကိကောက်ကောက်တူထားသည်အကေရှာပင်တွေပေါ့ပလာပင်တွေပေါက်တွေကိုထားသဖြင့်ကတော့ချင်းများကိုအဝေးကမမြင်နိုင်မီချင်းများ၏အပြင်ဘက်အနိမ့်ပိုင်းတွေငားရီကွန်တွေနေကြာစိတ်တွေခြောက်လန်းဟာသည်တိကမ်းများပေါ်ရမူချေးအီးတွေယူနီဖောင်းတွေလျှော်ပြီးလန်းဟာသည် ဟင်မိမဝစ်စကတ်တွေရောအတင်းခံနေရောပါလားခရုတ်ချင်းတစ်ခုထဲမှာစပင်းဆုပ်ဖွားနဲ့အမျိုးသမီးတယောက်ထွက်လာပြီးအိတ်ချင်မှုတို့ဖြင့်ပတ်ဝန်းကျင်ကိုဝေကြည့်သည်နောက်ခရုတ်ချင်းတစ်ခုထဲမှာအမျိုးသမီးတယောက်တချင်းဆိုနေသည်ယောက်ျားသမီးကကြားနေရသည်ခရုတ်ချင်းပြင်တွင်အဝတ်အစားတစ်သက်သက်နဲ့တက်လက်ပိုင်းအမျိုးသမီးတယောက်ထိုင်နေသည်ရဲဘော်တယောက်ကသူ့ပေါမုံကိုခေါင်းနဲ့အိပ်ပြောနေသည်အမျိုးသမီးကငုံပြီးသူ့အကောင်နဲ့တန်းရှာပေးနေသည်ယောက်ျားရဲ့မျက်နှာပေါ်လှနာသည့်ရင်ခေါင်းများကိုလက်ထဲမှတက်သားပြီးဖြင့်မောင်းပီးရင်တန်းရှာပီးနေခြင်းဖြစ်သည် ထိုစဉ်ဒုမြင့်တစ်ဖက်ကမှသနတ်တန်တွေထွက်လာသည်ပေါက်ခဲတန်တွေစူညံလာသည်ထို့သောတပုံတော်ခဲလေးတက်ဆွေထားရာတနေရာတွင်ငြင်းဤချမ်းမြေလေဂရီကိုစစ်တိုက်လာသည်မှာငားနေရှိပြီဒီလိုရှိတဲ့စခန်းမျိုးနေတစ်ခါမှမကြုံမှုခဲ့ပြီမပြုံးမမနေနိုင်တော့ရှေ့ဆက်လျှောက်လာခဲ့သည်ယောက်ျားစစ်တီတို့ဤဝှကြီးဝှငယ်တွေတွေကိုဖြစ်စည်းနေသည့်မိမများကိုမြင်နေရ၏ရှော်သူရှော်ဖုတ်သူဖုတ်ဖာထိချလုံးနေသူတို့ကိုလေတွေ့ရ၏ပြီးတော့ပကန်းစီနေသူတွေချက်ပြုတ်ကြော်တော်နေသူတွေ ကတော့ချင်းတစ်ခုတွင်တက်စုမှုတရားကိုမေးလိုက်သည်မင်းတို့ဒီမှာတိတ်ဟန်ကြနေရပေါ့ဟုတ်လားဟုတ်ကဲ့တိတ်မဆိုးပါဘူးဂရီကိုမျက်မှောင်ကုန်သွားသည်မိမတွေဒီထဲကနေချက်ချင်းထွက်ခိုင်းဒါကိုယ့်အိမ်ကိုရမဟုတ်ဘူးကွာအနီကောင်တွေကမောင်းထုတ်ပြီလားမှမဟုတ်ဘူးမင်းဘိုးတွေကတိတ်တိတ်ကလေးခြေတယ်မကြောင်ချွတ်နေမိရလားမမနေ့ပြန်ငါတစ်ခေါက်လာကြည့်မယ်မိမစကတ်တွေတွေ့လို့ကတော့မင်းနာပြီတမန်ဘူချုပ်ပြောတာမှန်ပါတယ်ခင်ဗျကျွန်တော်လည်းရှိတဲ့ကိုမိမရေလိုက်လာတာမကြိုက်ပါဘူး ဒါပေမဲ့ကော့ဆက်တွေကထိလို့မရဘူးခင်ဗျရှေးရဲမှာစစ်စည်းကမ်းဆိုလို့တခုမှမရှိတော့ဘူးကျွန်တော်တို့အိမ်မပြားတာသုံးလားရှိပြီမိမတွေကယောက်ျားနဲ့တွေ့ကျင်ရှာမှာဂရီကိုမျက်နှာလဲပြီးမိမကြီးခါစင်းရုံချတာသည် ခုံမော်သူထန်ချလိုက်သည်သို့တော့မိမကခရုတ်ချင်းတော့မှာကာဟာသည်အဝတ်စကိုလှစ်ပြီးပြုံးနေသည့်မျက်လုံးဆုံးဖြင့်လှန့်ကြည့်နေသည်ဖီယင်ရှင်စကာကိုရောက်တော့မြို့ပြင်ဖျားကြောင်းနေမှာအတော်အိမ်တွင်အစီနီယာတဲနေသည် ရောက်ချင်းဂရီကိုကိုရှာသည်ပထမနေ့တွင်မတွေ့သူရောက်မလာသည် ။နောက်နေ့ကျတော့လမ်းထဲတွေတနက်တန်တိုင်းတိုင်းကြီးစံတန်တရှိရှိနဲ့မို့အပြင်းမထွက်ရင်ခေါ်တော့ငါခေါ်ပြီးခုတော့ဘေးကဘာရောက်နေလဲမသိဘူး။အစီနီယာသူ့ကိုစိတ်တူစားပြုလာပြီ။အခန်းထဲလဲရင်တနုံနုံဖြစ်နေသည်။အတော်လို့သူအဖွားကြီးကဘရင်းမောင်နာရင်ထိုင်ပြီးစားထိုးနေရင်တနက်တန်ချက်ကြတိုင်းနှစ်ဖူးနဲ့ပခုံးနှစ်ဖက်ကိုလက်နဲ့တို့ကဖျားတာသည်။အိုးယေရှုသခင်ကဲတော်မူပါဘာအတွက်သူတို့တိုက်နေကြပါလဲဘာလို့တစ်ဖက်နဲ့တစ်ဖက်တက်နေကြပါလဲအစီနီယာကလှမ်းခေါ်သည် အတော်အထက်ပဲလားပြတင်းပေါက်နာမှမနေနဲ့ကြီးစံထိမှမကြဘူးလားဟဲ့ငါကသူတို့ရန်သူမှမဟုတ်တာမဖြစ်ပါဘူးဤဟာအတော်ကလေသူတို့ကရန်ပြစ်နေရမတော်စားထိသွားရင်ဘယ်နဲ့လုပ်မလဲဟုတ်လားဒါဆိုသူတို့ဘသူကိုပြစ်နေမယ်မသိကြဘူးပေါ့တဘုံတွေဝဲသူတို့ပြစ်ရမှာပေါ့ကိုဆက်တဘုံတွေကမှသူတို့ရန်သူငါကတေကာနီအဖွားကြီးပါဤငါကိုတော့မဖြစ်တင်ပါဘူးဘသူတွေကိုပြစ်နေလဲဆိုတော့သူတို့တိဖို့ကောင်းတာပေါ့နေ့လေပိုင်းတွင်လမ်းပေါ်၌ဂရီကိုမြင်းနစီနှင့်ကဆုတ်ဆိုင်သောသည်ကိုအစီနီယာလမ်းမြင့်သည်ဖြင့် ြေးထွက်ကြည့်သည်ကမမိလိုက်တော့ဘဲသူကကိုကိုရှေ့ကမ်းပြီးကစုံဆိုင်ချသွားခြင်းဖြစ်သည်အစီနီယာကဂရရှာဟုအော်ပြီးပြေးထွက်ခေါ်တော့သူ့ကိုမမိလိုက်တော့ဘဲဖုံတထောင်ထောင်လမ်းချို့တစ်ခုရဲ့သို့ဝင်းရောက်ပြောက်ခဲ့သွားသည်ဒေါသဖြစ်လွန်သည်ဖြင့်အစီနီယာငိုချလိုက်သည်ဟဲ့ဘလို့ဖြစ်တာလေအစီနီယာအဲ့ဒါစတီဗင်မမဟုတ်တာညီနေအေးဟုတ်ပါရဲ့အတော်ရွာသားတယောက်ပါဒါဖြင့်ဘာလို့ငိုနေလဲအတော်ကြီးကဆက်ဆိုသည်ဟာအတော်ကလည်းမသိပဲနဲ့ သူများဘလို့ဖြစ်နေလဲတော့မသိပါဘူးညနေပိုင်းတွင်ပရိုခေါ်ပေါက်ချလာသည်အစီနီယာပြည့်ထက်ပြီးကြိုသည်အမလီမမရေရှာလိုက်ရတာချီတိုးနေပြီသူလည်းအယူမီဝိုင်းဖြစ်နေပြီကျုပ်ကိုလည်းအတင်းရှာခိုင်းနေရပါဗျာရှာစမ်းမအောင်ကွာတီများတည်ပြီလားမသိပါဘူးလို့တဖောက်ဖောက်ညီးလိုက်တာမှမနာရမ်းမယ်အစီနီယာကသူ့အင်းကြီးလက်မောင်းကိုအတင်းဆွဲပြီသူ့ဘက်မှလည်းမြင်မြန်ပြောပါဟဲ့ရှည်တဲ့ကဆုတ်ပြပြီးပြန်လာရည်လीသူမြင်လဲဘုံးဆက်မှန်လို့သိတယ်ကုံကြောက်ရှောက်ပြန်လာခဲ့ရတာဗျာ ပြင်ရောက်ခရင်ကအရန်စိတ်တူနေတစ်ချိန်လုံးရှာခိုင်းနေကျောက်ကဖဲသွားရှာမလဲစိတ်တူတူနေပြန်ပြောလိုက်တယ်ကျွန်တော်သူ့ကိုမွေးထုတ်ပေးလို့ရရင်လည်းကောင်းတာလို့သူကပြန်ပြောတယ်မိမတယောက်ဟာအက်ကလေးတစ်ချောင်းလို့တော့ပြတ်မသွားနိုင်ဘူးဟိတ်ကောင်းနေဝမ်ဗေးတကောင်လို့ဟိတ်နာဗျာကဲကဲလားတမနေတွင်အထုပ်ကလေးပိုက်ပြီးအတော်လို့သူကိုနှုတ်ဆက်နေပြီစတီဗင်အခေါ်ခိုင်းလိုက်တာလားဟုတ်ကဲ့တော့အေးအထုပ်စီလာလဲအောင်လို့ပြောလိုက်နော် အထော်လို့သူကိုဘာမှပြန်မပြောတော့ဘင်းအိမ်ထဲမှာပြေးထွက်လာခဲ့သည် လမ်းပေါ်ရောက်တော့မပြေးုံတမင်ရှောင်းနေသဖြင့်ပရိုခေါ်ပြက်ကြံခဲ့ပြန်သည်ဖြစ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 ်ကျုတ်တောင်လိုက်လို့မမီတော့ဘူးတကယ်ဒီကြားလိုက်တာကြားနေရပဲဂရီဂိုကအိန္ဒိယီမိခုခင်စပွဲတွင်ရင်းနှီးစင်မိခွက်ကလေးမှိတ်တမိတို့ပြင်ထိုင်နေသည်ရိုက်ဘယ်ကိုဂျီစီစီထိုးလို့ပြီးတော့ပစ္စတိုကိုဆက်ပြီးတန့်ရှင်းလုံနေတော့တကားဝရင်အစီနီယာဘွားကနေပေါ်လာသည်သူ့ရင်နဲ့တင့်ရင်နဲ့နှွေးသွားသည်အစီနီယာကချက်ချင်းရန်တွေ့ရသည် ခေါ်ခိုင်းပြီးတော့သူကပုန်းနေရင်ဟုတ်လားပြောပြီးအစီနီယာမောနေသည်သူရင်ထဲတွင်တွေးစနေရလို့ပင်ရင်တသိမ့်သိမ့်ခုန်နေသည်ဂရီကိုမှလည်းရေဘာမှမရှိဘသူမှမရှိပျောက်ဆုံးနေသောသူနှင့်ပြန်တွေ့ကမ်းမှာလမ်းမောစရာကောင်းပြီးဒီကုလုံးပူနေလာသည်ပရိုခေါ်ကိုဂိမ်းဆိုင်နေတော့ပင်ချစ်သူရင်ခွင်နဲ့ပြေးဝင်ကနှကမ်းမှဆာပြီးမျက်နှာတစ်ခုလုံးကိုနေရာလည်းမကျန်မမှုတသိမ့်နေတော့သည်ပြီးတော့ချက်ကြီးတင်ငင်ငူချလိုက်တော့သည်ပင်မလာပြီဂရီရှာအိုးအချစ်နေလို့လည်းမကောင်းပါဘူးကွယ် ခဏလေးအက်စီနီယာခဏလေးနော်ဂရီကိုအနေရကျက်သွားသည်ပရိုခိုကိုလှမ်းကြည့်ပြီးအက်စီနီယာကိုခုံထဲမှထိုင်ခိုင်းလိုက်သည်ပြီးမှအတူရှင်တန်ပြီးခေါင်းစစ်ပွားကိုဖဲ့ကစပင်းလေးကိုတက်တင်ပြီးနေသည်ကြည်စမ်းစပင်းလေးလေဖွာလန်းချင်းတည်တယ်တည်တယ်သူ့ကိုလှမ်းလွန်းလို့သူစကားမဆုံးမီအက်စီနီယာကတအားဖန်နေလိုက်ပြန်သည်ပြီးတော့မျက်ရည်ချမရေရင်တွတ်တွလေးကပ်ပြောသည်ဘာပြုလို့ခေါ်ရလဲအဝတ်တထည်ကိုတခုနဲ့အားလုံးကိုထားခဲ့ပြီးလိုက်လာတာတောက်လျှောက်ကုန်းကြောင်ရှောက်လာခဲ့တာတည်လားမနေ့ကအင်းရှိကဖြစ်ပြီးသွားရင်မဟုတ်လား မတိကောင်းမပြောက်ကောင်းကိုသူတို့တွေ့သွားမှဖြင့်အချစ်ဖြင့်ထုံမုံသောစိုးရင်စီဖြင့်တရွတ်တူပြောနေသည်သူဘုံကိုတိုင်းဖက်၍လက်မောင်းတွေကိုပုတ်ကာပုတ်ခါဖြင့်ချစ်သူကြီးချစ်ခိုးရှင်မျက်လုံးတွေကိုရမက်ပြင်းစွာမော့ကမော့ကကြည့်လင်ဂရီကိုရင်နဲ့နင့်သွားသည် တနာစိတ်တွေဝင်လာသည်ဖြင့်မကြည့်ရသလိုမျက်နှာလည်းပြစ်လိုက်ရသည်အစီနီယာ၏ပါကလေးတွေနှီးတထက်နေလာပြီးမျက်လုံးပြတွေရည်ဝေလာသည်ပရိုကိုကနှုတ်ဆက်တော်ဝေထွက်သွားသည်ချစ်နေလိုက်ကြတာငါတယောက်ရှိနေမှန်းတော့သူတို့မသိကြတော့ဘူး ဟုတယောက်ထဲတွေ့ရင်ဝင်းနှကားကိုပေး၍ဆက်ထွက်လာခဲ့သည်။ကိုင်းနေသည့်ချိန်လေးကိုနှစ်ရက်လုံးလုံးအထူးချပြီးသူတို့ချစ်ကြသည်။မိုးလင်းသွားမှန်မိုးချုပ်သွားမှန်သူတို့မသိကြတော့ဘူး။ရှိဝေဝေနဲ့ခဏတစ်ဖြုတ်အိပ်ပျော်သွားလို့နိုးလာလျင်မျက်နှာပေါ်မှာမိုးပြီးကြည့်နေသည့်ချစ်သူကြီးမျက်ဝန်းလေးပြပြနဲ့ဂရီကိုဆုံအောင်စမြင်။ခါတိုင်းလိုပင်အစီနီယာကပါနှစ်ဖက်ကိုလဝါရဲထည့်၍တထောင်စစ်ကိုအဲ့ရပေါ်ထောက်ကချစ်သူကိုရှင်စစာကြည့်နေရသည်။ဘာလို့စိုက်ကြည့်နေရလဲ။ဂရီကိုကမေရောအစီနီယာသူတို့တတော်ဖြစ်သည်။စိတ်ထဲထင်နေရဲ့ သူအသက်ခံမှာပဲလို့ထားကြောင်ဝအောင်ကြည့်ထားတာဂူရီယိုကပြုံးပြီဒါဖြစ်နေကြည့်ဗျာချဲ့တလောက်ကြည့်တတရနေပြီဂူဒီနော်ကဆက်သားတယောက်ပြီးတယောက်လှုပ်ပြီးသူ့ကိုစည်းဝေးတက်ဖို့ခေါ်သည်ဂူရီကိုကသူ့မပါပဲစည်းဝေးဖို့လာသည်များဆက်သားတွေနဲ့ပြန်ကြသည်ဘရူခိုကသူ့အတွက်မြင်းစည်းရှာပြီးကုန်းနီးနေချဲ့ဝေးတစားတွေအသင့်ဆင်ထားပေးသည်ခီးထဖို့ပြင်တော့အက်စီနီယာအလန့်တကြားမိသည်ဟင်ဖေးသွားမလို့လဲထထရက်ဆိုခဏပြန်ပြီးရွာချီနေကြည့်ရမယ်သူတို့တွေဘလို့များဖြစ်နေကြတယ်မသိဘူး ်အစီနီယာကခြုံထင်းကလေးကိုပခုံးပေါ်လွှဲရင်ကလေးတွေကို အောက်မေ့နေပြီလားဟုတ်လားဟုတ်တယ်မတော်ပါနဲ့ဂရီကိုရအစီနီယာမျက်ရည်ရွယ်ဖြင့်တောင်းပန်သည်မိသားစုကိုငါထပ်ပို့ပြီးနင်တန်အောင်စင်ကြည့်ရပေါ့ဟုတ်လားဖြစ်ဖြစ်သာသာလို့ပို့ကောင်းမီဂရီကိုနာတာလီယာနဲ့ငါအတူနေလို့ဖြစ်မယ်ထင်သလားအဲ့ဒီသဘောနဲ့ငါစီပြန်လာတာအဲ့လိုဆိုရင်တော့မဖြစ်ဘူးဂရီကိုအဲ့ဒီဘဝမျိုးနဲ့တော့မနေနိုင်ဘူးဂရီကိုကဘာမှပြန်မပြောဘဲ channel ဆင်းသွားသည်မြင်းမော်ခုန်တက်သည် ညနေစောစောရွာတို့ရောက်သည်အစိမ်းရောင်များကလွာလှမ်းထသည်တတရက်စ်မေရိုမာဤပွဲတော်ကျင်းပနေကြလန်တိုင်းစီလာခဲ့သည်စိန့်ပီတာသူတော်စင်းလေးတွင်ရွာသားတွေဖိုကာတောက်သည်နေရဟိုတုန်းကဝမ်ဘလီတွေဒီလန်ကဝင်လာပြီးအလက်စီနာမကိုဆွဲသွားမှုသည်အလက်စီတည်သွားသည်မှာကြာပြီသူ့ကိုမေ့နေကြပြီသူ့မိသားစုနာမည်ကိုတော့သတိမရကြတော့သို့တော်ဒီနေရာကဝတ်တိချတော်ကတော့ယနေ့တိုင်းသူ့နာမည်တွင်နေသည်အလစီတတော်သည်စိမ့်စုညုံမောင်ကနေဦးပေါလင်တော်ဝတိချရဲ့တီရှီယံဝင်လာရသည် အလစီတတော်ဦးတဲ့ရောက်တော့အေးစိန်သွားသည်ငယ်ဘွားကိုဂရီကိုပြန်တရရလာသည်တဖြည်းဖြည်းရှိရောက်တော့သူတို့ပိုင်မီလက်ကောချင်ကိုလှမ်းမြန်သည်အိန်းနံရောက်တော့အကိုလို့သူပိုင်ရတာကိုမြင်ရလာသည်တာဒရက်ချီလင်တဲ့ရင်ဂရုံချင်းများစီတို့မြင်းကိုတလန်ချင်းစီးသွားသည်ရဲဘော်တယောက်နဲ့အဖေ့ကိုအခေါ်လုလိုက်သည်ပင်တာလီမွန်ထောင်းနှင်းထောင်းနှင်းနဲ့ထွက်လာသည်ခရစ်စတိုနီယာကသူ့နှဖေးမှာအဖေကြီးကသူ့ကို အော်နှုတ်ဆက်သည်ကြိုးဆိုပါရဲဘူချုပ်ဟယ်လိုအဖေအလေးပြန်လာလား အိမ်ခြေနေရွာခြေနေကြည့်အောင်ပြန်လာတာအဖေအမေနဲ့နန္ဒလီယာကပင်တာလီမောမျက်နှာညှိုးသွားပြီးမျက်ရည်ကျလာသည်ဘာဖြစ်လို့လဲဖေဂရီကိုအလန်အကြာမေးလိုက်သည်သူတို့ပြေးရထဲပေါမတော့ဘူးဘာဖြစ်လို့နန္ဒလီယာဖျားနေရင်ငန်းဖျားရောကထင်တာပဲကွာအဖွားကြီးကသူ့နာကောင်ခွာလို့မဖြစ်ဘူးလေဒါပေမဲ့မပူဝါနဲ့သားရင်နေကောင်းတော့မှာပါကလေးတွေကမေရှာနဲ့ပိုလီယာလေသူတို့ရှိပါတယ်ဒူနီယာတော့ပါသွားတယ် အပြိုလေးဆိုတော့မနေခဲ့ရဘူးလေအင်နီကော့ချ်ကမိမနဲ့ပါသွားတာနတာလီယာချင်းနေတိတ်မကောင်းအဖျားတိတ်ပြင်းတော့သတိလစ်နေကလေးရော နေကောင်းကြတယ်သူတို့ကိုဟိုဘကန်ဘာလို့မပို့ရလဲအဖေအဖိုးကြီးစိတ်နှောင့်ယှက်ဖြစ်သွားသည်မင်းကိုယ်တိုင်ကဘာလို့လာမခွာလဲငါကတက်စုကိုထားခဲ့ပြီးနှစ်ခေါက်အိမ်ပြန်ရောက်တယ်ဟာအဖေကလေတက်မတခုလုံးမြစ်ကူကို ကျွန်တော်လုံနေရတယ်ဗီယင်ရှင်းစကားကိုမင်းရောက်နေတဲ့တွင်ကြားပါတယ်မိသားစုကိုတော့မင်းလှည့်မကြည့်ဘူး ငါမြင်မကူးဖြစ်လို့ကူးဖြစ်ရင်တို့အားလုံးပါတယ်ငါတို့ဒီရောက်တော့အနီးကောင်းနေဝင်းနေနေပြီငါတက်စိတ်ကရီလင်းစကားမှာ